ွင်းလွန်သွားတယ်ဆိုပြီးတော့သတင်းထွက်ပြီးမှပြန်လည်သက်ရှင်လာတဲ့ရုပ်ရှင်မင်းသမီးခင်တန်းနုဒီနေ့တော့လူမှုကွန်ရက်မီဒီယာတွေပေါ်မှာမင်းသမီးကြီးခင်တန်းနုကွင်းလွန်သွားပြီဆိုတဲ့သတင်းမာတွေဟာရုတ်တရက်ပြန်လာခဲ့ပါတယ်ဒီသတင်းကြောင့်ရုပ်ရှင်ပရိသတ်တွေအမှုပညာရှင်တွေကြားမှာဝန်ထဲပူဆွေးမှုတွေဟာချက်ချင်းဆိုသလိုပေါ်ပေါက်ခဲ့ပြီးတတိုင်းကလုံးအားအသင့်ဝန်ထဲကုန်ကြပါတယ်အကြောင်းလေးဆိုတော့မင်းသမီးကြီးခေတန်းတို့ဟာမြန်မာနိုင်ငံရဲ့တမိုင်းမှာတမုံဖြစ်နိုင်တဲ့ခရဝင်မင်းသမီးတူဦးဖြစ်လို့ပါပဲ မင်းသမီးချင်းခင်တဲ့နှုတ်ဟာမြမရုပ်ရှင်သမိုင်းမှာအလားဆုံးမင်းသမီးပြင်နှစ်ပေါင်းများစွာတွေကအများကသိမဲ့ပြုထားသူဟာသူမရဲ့ညွာပြင်းနေမျက်နှာထူးခြားတဲ့လာတရားတွေကြောင့်1960 90ခုနှစ်တွေကလေးကရုပ်ရှင်ကြီးပြိတ္တတွေကိုဖန်ဆားနိုင်ခဲ့ပါရည်။သူမရဲ့ဥပညာအောင်မြင်မှုအမှတ်တိုင်တွေကလည်းခိုင်မာလာပါရည်။သူမကမြမရုပ်ရှင်အကယ်ဒမီစုကိုတုံးစုတီတီပိုင်ဆိုင်ထားသူဖြစ်ပါရည်။မကြသေးခင်ကမှမြမရုပ်ရှင်လောကရဲ့ကြီးမားဆုံးစုဖြစ်တဲ့တသက်တာထူးချွန်စုကိုပါ ရရှိခဲ့သူဖြစ်လို့မလို့သူမရဲ့ကိုဘုံဟာအသက်ရှင်လျက်ထိရှားနေသူပါဒီလိုမျိုးလူပညာရဲ့ထုထိတ်မှယက်တည်နေတဲ့ခံွေမိသမီးချင်းကွယ်လွန်သွားတယ်ဆိုတဲ့တဲ့င်းကြောင့်အသက်ရွယ်ကြီးသူတွေကသူတို့ခေရလာဆုံးသူအနုပညာရှင်တယောက်ဆုံးရှုံးသွားပြီဆိုပြီးရှင်ထဲမှာတကယ်ဝမ်းနေခဲ့ကြတာပါသူမရဲ့နုပညာတတန်းဟာမြမရုပ်ရှင်ရဲ့ရွှေခိကိုကိုစားပြုပါတယ်1960 90ပြည်လိုနှစ်တွေရဲ့ဆဲမက်ဖွဲအလာပါညွှန်အားပြည့်နဲ့ဖက်ရှင်နဲ့ဇကားရီကိုမြင်အောင်ရင်ပြည်သူတရားရင်းနေကဆွေးမြေ့ခဲ့ကြတာပါ ဒါကတာမန်တရုတ်ဆောင်တူအဆုံးပါတာမဟုတ်ဘဲမြမကနဝင်ရဲ့ကြီးမှုခေကြီးတစ်ခုရဲ့အဆုံးသက်လို့လူတွေခန်းစားမိခဲ့ကြလို့ပြပါရယ်။ကံကောင်းစွာနဲ့ပဲအမကြခင်မှာဒီသတင်းတွေဟာကောလာဟလာသတင်းမရီသားဖြစ်ကြောင်းပြန်လည်တည်ပြုနိုင်ခဲ့ပါရယ်။သတင်းမှန်ကတော့မင်းသမီးကြီးခင်တန်းတို့ဟာကျမကြီးကောင်းမွန်စွာနဲ့သက်ရှင်လျက်ရှိနေပါရယ်။ကွေလမီဆိုတဲ့တရားလုံးဝမဟုတ်မှန်တဲ့သတင်းတွေဖြစ်လို့ပြည်သက်ကြီးနေနဲ့လုံးဝမယုံကြည်ကြဖို့လိုအပ်ပါတယ်။ဒီဖြစ်စဉ်ကနေသင်ငယ်စာကတော့ အခုခေတ်လူမှုကွန်ရက်ပေါ်မှာသတင်းတစ်ခုပေါ်လာရင်ချက်ချင်းဆိုသလိုပြန့်နှံ့သွားနိုင်ပြီဒီလိုမျိုးပြန့်နှံ့တဲ့သတင်းတွေကအမှန်တရားထက်လိမ့်ညာနဲ့ကောလာဟလာတွေကပုံများနေရဆိုတဲ့ချက်ပါပဲအထူးသဖြင့်အမှုပညာရှင်တွေနိုင်ငံသမားတွေလိုလူသိများတဲ့ပုံကိုယ်တွေနဲ့ပတ်သက်တဲ့တိုက်စုံမှုသတင်းတွေကိုသက်ဆိုင်ရာမိသားစုဒါမှမဟုတ်တာဝန်ရှိသူတွေကတီးပြချက်မပေးမချင်းလုံးဝမယုံသင့်ပါဘူးလူမှုကွန်ရက်ခေတ်ရဲ့စိုးစုံကျိုးဆက်တွေထဲမှာဒီလိုမျိုးသတင်းမှဖြန့်နာတွေကတကယ်ရတန်းကရက်တင်နေပါပြီကောလာဟလာတကူက မင်းသမီးကြီးရဲ့မိသားစုနဲ့ချစ်ခင်သူတွေကိုဘယ်လောက်ထိစိုးရိမ်တော့ကရောက်စေလဲဆိုတာကိုဒီပြည့်ရက်ကနေထောက်ပြနေပါတယ်။မင်းသမီးကြီးကတဲ့နူဟာမြမရုပ်ရှင်သမိုင်းမှာအလာတားနဲ့လူပညာရေးချင်းကိုပြေဝပေါင်းဆက်ထားတဲ့ထူးခြားတဲ့စံပြပုဂ္ဂိုလ်တူပါ။အခုလိုကွယ်လွန်နေဆိုတဲ့တရင်မတွေကြောင့်ဝန်ထမ်းမှုတွေဖြစ်ပေါ်ခဲ့ရပေမဲ့ပြန်လည်သက်ရှင်လျက်ရှိနေတာကိုသိလိုက်ရတော့ပြည်သက်အလုံးဝမ်းသာပီတိဖြစ်နေကြပါပြီ မင်းမီကြီးခင်တဲ့နုတက်ရကြောရှိပါစေ၊ကျမ်းမာချမ်းသာပါစေလို့ဆုတောင်းရင်းသူမရဲ့ကနဝင်ဝင်းတွေကိုဆက်လက်ထိမ့်သိမ့်သွားကြဖို့တိုက်တွန်းလိုပါရီ။ပရိသတ်ကြီးတို့ရောမင်းမီကြီးရဲ့တည်င်းမကိုကြားတော့ကဘလို့ခံစားရပါသလဲ။ကိုမက်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်။အာဘိနာစင်ခဲ့ကြရီပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါရီ။နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီရောလောက်နဲ့ပဲနှုတ်ဆက်ခဲ့ကြပါမယ်။